ဖះပွင့်မုံနဲ့ဖះပြိနိဗ္ဗာန်စံမုံဟာမတူဘူးဖះပွင့်တော့ကတော့မြတ်စွာဘုရားအရှိဘက်ကိုမျက်နှာမူတယ်နေထွက်တဲ့ဘက်ကိုမျက်နှာမူပြီးတော့ဘောဓိပင်ကနေရှေ့ဆူဆူမျက်နှာမူပြီးတော့ဖះဖះဖြစ်သွေးရောက်တယ်ဘလို့အထိပ္ပယ်ဆောင်းတယ်လဲလို့ဆိုရင် လောကကြီးကိုအလင်းရောင်ပေးမဲ့အရှိလောကရနေမင်းကြီးထွက်ပေါ်လာခြင်းဖြင့်အမောင်တရားတွေကို ဖယ်ရှားပြီးတော့အနည်းအောင်ကို ဖြန့်ကျက်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့အရှိဘက်ကို မျက်နှာမူပြီးတော့ဖျားပွင့်လာပြိဏိဘယ်ဆန်တဲ့အခါကျတော့အဲ့လိုမဟုတ်တော့အရှိဘက်ကို မျက်နှာမမူဘူးမြောက်ဘက်ကိုဥခေါင်းထားလက်ရဘက်ကိုစောင်းပြီးတော့လျှောင်းလိုက်တဲ့အခါမှာအနောက်ဘက်ကိုမျက်နှာဘယ်လိုသင်္ကေတကိုဖော်ဆောင်တယ်လဲလို့ဆိုရင် အနောက်ဆိုတာနေဝင်တဲ့နေရာပဲလောကကြီးဟာမြတ်စွာဘုရားသခင်ကိုရမြတ်အလင်းအောင်ပေးတဲ့ပုဂ္ဂိုလ်ရဲ့ချုပ်ငိမ့်ခြင်းဟာနေမင်းကြီးဝင်ရောက်သွားချက်တဲ့သွားတယ်လို့ပဲအမှန်တရားတွေဟာချုပ်ငိမ့်သွားတော့မှဖြစ်တယ်ဆိုတဲ့သင်္ကေတကိုဖော်ဆောင်တာပဲဖြစ်တယ်